နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့ည9နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ချီနီယနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောအိန္ဒိယနိုင်ငံတမီနာဒူပူဒူချယ်ရီကန်းဂျီတို့တွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းတဝါသည် မြောက်ဖက်သို့ရွှေ့ရှားခဲ့ပြီးမြန်မာနိုင်ငံကိုကိုကျုံမြို့၏အနောက်အနောက်တောင်ဘက် ရေမိုင်း965မိုင်ခန့်အိန္ဒိယနိုင်ငံပူလူချယ်ရီမြို့၏အရှိတောင်ဘက်ရေမိုင်း90မိုင်ခန့်နှင့်တီရီလင်္ကာနိုင်ငံထရီကိုမာလီမြို့မြောက်အနောက်မြောက်ဖက်ရေမိုင်း180မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါသည် အဆိုပါဆိုင်ကလုံးမုံတိုင်းတဝါသည်အိန္ဒိယနိုင်ငံတမိနာဒူးမြောက်ပိုင်းပူတူချယ်ရီကန်းခြေတို့နှင့်အပြိုင်မြောက်ဘက်သို့ဆက်လက်၍ရားနိုင်သည်ဟုခန့်မှန်းရပါသည်ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင် တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်တင့်တင့်မှတိမ်ထူထက်နေပါသည်ထူးခြားသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်များအရာ တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောအားကောင်းသော အပူပိုင်းမုန်တိုင်းကိုတိုသည် အပူပိုင်းမုန်တိုင်းအဖြစ် အားလျော်သွားခဲ့ပြီးဗီယက်နမ်နိုင်ငံနာထရန်မြို့၏အရှေ့မြောက်ဘက် ရေမိုင်း200မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည် အဆိုပါအကောင်းသောအပူပိုင်းမုန်တိုင်းကိုတိုသည်ဒီဇင်ဘာလ2ရက်နေ့တွင်ဗီယက်နမ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဒေသများသို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။မနက်ဖြန်မွန်းတဲချိန်အထိခန့်မှန်းချက်သကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်အချင်းပြည်နယ်တို့တွင်နေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်ပါသည်။ရွာရန်ရာနှုန်း60ဖြစ်ပါသည်။တနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် အများအားဖြင့်တာယာမီ။နောက်နှစ်ရက်အတွက်ခံမှန်းချက်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်မြအပူချိန်များအနည်းငယ်လျော့နည်းနေမီနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခံမှန်းချက်အများအားဖြင့်တာယာမီ။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမီမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမီ